ဆရာတဲ့တာမိုစတက်ဖြုတ်ထားရင်ကွန်ပျူတာ ECU ပြတ်တက်တယ်ဆိုတာဟုတ်လားဆရာတဲ့โอเคဒါလေးကျွန်တော်အတွေ့အကြုံဘူတူတာရစေခြင်းနဲ့အလို့ငါကျွန်တော်အားလုံးအတွက်အကျိုးရှိစေအောင်ကျွန်တော်ရှင်းပြပေးပါမယ်เนาะအဲ့တော့တာမိုစတက်ဖြုတ်ထားရင် ECU ကွန်ပျူတာဘောက်အများခေါ်ကြပါเนาะ ECU Engine Control Unit ECM ဆိုတာ Engine Control Module ထားပါတော့အတူတူပဲပေါ့เนาะအဲကွန်ပျူတာဘောက်လည်းခေါ်ကြတယ်အဲ့ဒီကောင်ပျက်စီးနိုင်လားဆိုတော့ ပျက်စီးနိုင်လားမပျက်စီးနိုင်လားကိုကျွန်တော်ဒီမှာမပြောခင်မှာတာမိုဆက်ဘယ်လိုလုပ်လို့ကျွန်တော်ရှင်းပြပေးပါမယ်အဲဒါဆိုရင်ကျွန်တော်တို့ပျက်စီးနိုင်ချေရှိလားမရှိလားဆိုကိုယ်တိုင်စဉ်းစားလို့ရမယ်အကြောင်းလို့ကျွန်တော်ပြောပေးပါမယ်နော်အဲ့တော့တာမိုဆက်ကဘယ်လိုလုပ်လို့လဲကျွန်တော်ဒီမှာရှင်းပြပေးပါမယ်တာမိုဆက်ဆိုတာကျွန်တော်ဘာလုပ်ပေးလဲဆိုတော့အင်ဂျင်ရဲ့ကျွန်တော်ရေတန်ကြီးပါတဲ့ဘိန်းဒီမှာပါပါတယ်ရေတန်ကြီးမပါတဲ့ဘိန်းဒီမှာတော့ဆိုတော့မပါပါဘူးနော်စကူဘီတို့ပါတော့မပါပါဘူးအဲ့တော့ကလစ်တို့မှာပါတယ် အဲ့တော့တာမူစတက်ကိုကျွန်တော်အလွယ်ပြောရရင်တော့ရေတန်ကြီးပါတယ်ဘိန်းတန်တာမူစတက်ပါတယ်လို့ပြောရပါလိမ့်မယ်အဲ့တော့တာမူစတက်အလုံဆောင်မှုကဘာလို့ပြီးမှလဲဆိုတော့ပထမဆုံးစစနုနုချင်းအခြေအနေမှာကျွန်တော်တို့ရေလေအုံပိုင်းကိုရေလေအောင်လှုပ်ထားတဲ့အပိုင်းကိုရေမလဲအောင်တာမူစတက်ကပိတ်ထားပါတယ်ရှင်းပြောရရင်နုနုချင်းမှာတာမူစတက်ကရေတွေကိုမလဲခိုင်းမဲ့နဲ့ရေကိုပိတ်ပင်ထားပါတယ်အဲ့တော့ဖဲချင်းမှာသူ့အဖွင့်ပြပါလဲဆိုတော့အင်ဂျင်အပူချင်းအဲ85 90ဝန်းကျင် ထားပါတော့เนาะဒါဈေးနဲ့ဈေးမတူဘူးထုတ်လို့တဲ့ကုမ္ပဏီပေါ်မူတည်ပြီးတာမိုစတက်ခုနပွင့်တဲ့အပူချိန်ကနည်းငယ်กว่าချက်ရှိပါတယ်ထားပါတော့ကျွန်တော်90 95တက်ရတပတ်လေတက်ရမပြည့်ခင်မှာပွင့်ရပါမယ်အဲ့ဒီအချိန်မှာဖွင့်ပေးပြီးမှရေတွေလဲခိုင်းပါမယ်ပြီးရင်သူ့ကိုရေအေးတွေထည့်ရင်ပြန်ပြီးတော့တာမိုစတက်တစ်ခါပြန်ပိတ်သွားပါမယ်ရေပူလာရင်ပြန်လဲမယ်ပြန်ပိတ်မယ်သူ့ရဲ့လှုပ်ဆောင်ချက်ကအဲ့ဒါပါပဲဒီမှာကျွန်တော်လိုဒိုရှင်နဲ့ထပ်ပြီးပြောပြပေးရအောင်အဲ့လိုဘာကြောင့်လှုပ်ဆောင်ပေးတာလဲပြောရင်တော့အင်ဂျင်ကိုမြန်မြန်ပူအောင်လှုပ်ပေးထားပါတယ် ဟိုဒီမှာတော့ကျွန်တော်က3မိနစ်အတွင်းပြောပြမှာဖြစ်တဲ့တွေ့အင်ဂျင်ဘာကြောင့်ပူခန့်နေလဲဆိုရင်မိကွန်းတွေနောက်နောက်မှာကျွန်တော်မိကွန်းတွေကြည့်ပြီးထပ်ပြီးဖြည့်ပေးပါမယ်ရှင်းရှင်းပြောရတော့တာမိုဆက်ဟာကျွန်တော်ပုံမှန်အင်ဂျင်တစ်လုံးကိုအင်ဂျင်မြန်မြန်ပူအောင်လှုပ်ဆောင်ပေးရလို့ဒီမှာမှတ်ထားလိုက်ပါတကယ်လို့ဒီဟာလေးကိုကျွန်တော်သိချင်နေဆိုရင် comment လေးထပ်ပြီးတော့မှတ်ပေးပါကျွန်တော်ထပ်ပြီးတော့ဗီဒီယိုထပ်လုပ်ပေးပါမယ်အဲ့တော့တာမိုဆက်လှုပ်ဆောင်မှုကအင်ဂျင်မြန်မြန်ပူအောင်လှုပ်ဆောင်ပေးတာဖြစ်ပါတယ်အင်ဂျင်ပူလာပြီဆိုမှကျွန်တော်ကဖွင့်ပေးပါတယ်ပြီးရင်အေးသွားရင်ပြန်ပေးပါဒီသဘောပါနော်အဲ့တော့ဒီမှာတာမိုဆက်လှုပ်ဆောင်မှုကရေလေအုံပိုင်းကိုရေမလဲနိုင်အောင်အင်ဂျင်ကိုမြန်မြန်ပူအောင်ပိတ်ထားပေးတယ် ပြီးရင်ဖွင့်ပေးတယ်ဒါသူ့ရဲ့လုံဆောင်ချက်ပါအဲ့တော့သူမေးခွန်းကိုထပ်ပြီးဆက်ရမယ်ဆိုတော့တာမိုဆက်ကိုဖြုတ်ထားရင်တဲ့ကွန်ပျူတာ ECU ပြတ်တက်တယ်ဆိုတော့ဟုတ်လားဆိုတော့ မဟုတ်ပါဘူးလုံးဝမဟုတ်ပါဘူးလုံးဝမပြတ်ပါဘူးတံမိုစရပြုတ်တိုင်းဘာဖြစ်မလဲခဏကအင်ဂျင်ကိုမြန်မြန်ပူအောင်အဲအပူချိန်ဆွဲမိနေစစ်စနာအလုံးမလို့တော့ဘာဖြစ်လိမ့်မယ်ကျန်တာကတော့ကျွန်တော် ECU ပြက်စရာဘာအကြောင်းမှမရှိပါဘူး ECU လည်းမပြတ်ပါဘူးအဲ့တော့တံမိုစရလို့လို့ပုံတော့ကျွန်တော်အနေငယ်ရှင်းပြပြီးဖြစ်တယ်နောက်ထပ်ပြီးတော့အသေးစိတ်သိနေဆိုရင်လည်းကျွန်တော်ခဏကဘာကြောင့်အင်ဂျင်ကိုမြန်မြန်ပူခိုင်းတာလဲအင်ဂျင်အေးရင်မကောင်းဘူးလားသူချွတ်မေးခွန်းတွေများစွာရှိတယ်ဒါတွေကိုတော့နောက်နောက်ဗီဒီယိုမှာကျွန်တော်ထပ်ပြီးဖြေပြပါမယ်အဲ့တော့ကျွန်တော်အင်ဂျင် ပူအောင်ဒါမိုဆက်ဟာပိတ်ထားတယ်ဒါမိုဆက်ဖြုတ်လိုက်ပြီဆိုတော့အင်ဂျင်မြန်မြန်ပူမလာတော့ဘူးခင်းင်းလေးမှပူလာမယ်ဒါပဲကြောက်သွားပါမယ်အဲ့တော့ပြောချင်တာဒါမိုဆက်ဖြုတ်ထားရင်လည်းတက်ထားရင်လည်း ECU ဘာကိစ္စမှဘာနည်းနဲ့မှမလောင်နိုင်ပါဘူးဆိုတော့ဒီမှာဖြေချပေးလို့ပါနော်အားလုံးပဲအဲကျေးဇူးပါနော်